အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့အမကမက်ဆီမှာလုပ်တဲ့ flower show လေးကိုလိုက်ပြမှာဖြစ်ပါတယ် decoration တွေဘယ်လောက်လှတယ်လဲပန်းတွေဘယ်လောက်လှတယ်လဲဆိုတော့အမအတူဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ကြည့်ပေးပါဦးနော် Second to my channel ပါအမရဲ့ blog ကနေအမပြန်လဲချူဆိုပါရယ်အမကတော့အောက်ကိုရင်သမားလေးဖြစ်တယ် traveler ကလည်းဝါသနာပါတဲ့သူဖြစ်တဲ့အတွက်အမြဲတမ်းခီးရေးသွားနေရတာအောက်ကိုရင်လုပ်နေရတာအမအတွက် pleasure တစ်ခုပါပဲအခုလည်းအမက ့ရောက်ပြီဆိုရင် तू อ่ะပန်းနေနဲ့ပတ်သက်ပြီးတော့ okay ဆို okay ရသည်ဆို okay နေပြီးအလှဆင်တာမျိုးတွေပန်း activity တွေလုပ်တာမျိုးတွေအဲအမြဲတမ်းသူ့စီမှာရှိရပါတော့เมซี่ရမျိုးရင်းကเมซี่ရအရန်ခူးဖြစ်တယ်ပေါ့เนาะအမှသဘောလဲကြိုက်တယ်ခူးဖြစ်တယ်ဆိုတာကဘာလဲဆိုတော့ तू อ่ะသူ့စီမှာ activity မျိုးစုံရှိရပါတော့ဟိုမှာ Christmas ဆိုလဲ Christmas decoration တွေအရန်လှအောင်လုပ်ထားတယ် Thanksgiving ဆိုလဲ Thanksgiving နဲ့ပတ်သက်တဲ့ parade တွေ तू อ่ะလုပ်တယ်ပေါ့เนาะဒီတစ်ခေါက်လဲ तू อ่ะဘာကြီးလုပ်ထားတယ်ဆိုတော့เมซี่ဒါကเมซี่ရအပြင်ဘက်မှာမြင်နေရတဲ့အချက်မှာမဟာတမ်းမှာရှိရပါတော့เมซี่ ီအပြင်ဘက်မှာဆိုရင်အခုလိုမျိုးခုံနေထားထားတယ်လူတွေက activity တွေလောက်ကြတယ် spring ဆိုတော့ရာသီဥတုတွေကမအေးမပူလေးပေါ့เนาะဆိုတော့တောင်ကြီးတို့ကလောတို့ရာသီဥတုလေးလို့ဆိုတော့ဒီလိုထိုင်လို့လည်းကောင်းတယ်အရင်ကြီးလည်းအေးမနေဘူးဆိုတော့လေအဲအဲ့လိုပြီးသွားရင်သူက decoration item တွေကို change ထားရယ်ပေါ့เนาะဒီတစ်ခါကတော့ pan acid တွေကို decoration လုပ်ထားတာပါအရန်လဲလှရဲပေါ့နော်ဆိုတော့သူသူ့ရဲ့အထဲမှာဘာတွေရှိမလဲဘာတွေထားထားလဲဆိုတာအမတ်တူလိုက်ကြည့်ရအောင်နော်ဒါကတော့မေစီ shopping center တွေကိုဝင်တဲ့အချိန်မှာသူ့ရဲ့ history ကိုရေးထားတဲ့ဟာလေးပေါ့အမှတိတ်ချအောင်မရိုက်ခဲ့ရဘူးပြီးတော့ decoration တွေကအရန်လှတဲ့အတွက်လူတွေလည်းအရန်စိတ်ဝင်စားပြီးပန်းထားရဆိုပန်း acid တွေလည်းသူတို့လုပ်ထားတာပေါ့နော်လူတွေလည်းအမြင်နဲ့အထုအထုသဖြင့်ပေါ့နော်ဒီရာသီရောက်ပြီးဆိုတော့ vacation ရာသီဆိုတော့လူတော်တော်များများလာပြီးတော့အာ enjoy လုပ်ကြတဲ့အချိန်မှာခွာရက်ကလူတွေလာပြီးဓာတ်ပုံတွေရိုက်ကြတယ်ဗီဒီယိုတွေရိုက်ကြတယ်ပေါ့နော် creator တွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်မဟန်တန်က creator တွေအများကြီးတွေ့ရပါတယ်ညာတော့ဖြစ်ကတော့ blogger တွေများတယ်ပေါ့နော် ဆိုလာပြီးတော့အဒီပတီကြီးကြရယ်ပေါ့နော်အရန်ကြီးလို့ကောင်းတယ်ကြည်လိုက်ကြည့်အောင်နော်ဒါက Macy shopping mall ကိုရောက်ပါပြီ Macy shopping mall ကိုရောက်ခါနဲ့မြင်ရင်းတွေ့ရတဲ့အလှပေါ့နော် သူကပန်းတွေကို decoration လုပ်ထားတာပါအကောင်လုံးကပန်းအစစ်တွေပဲတုံးထားတာပေါ့နော်ပန်းစစ်တွေမှာတော်တော်ထလိုင်းထလိုင်းတုံးထားတယ်လို့မြင်ရတယ်ပေါ့နော်ပြီးတော့ဒီနိုင်ငံမှာတစ်ခုကောင်းတာကလူတွေကပန်းရမ်းချိုက်ကြတယ်ဥပမာ mother day ပဲဖြစ်ဖြစ် valentine day တွေအထူး special day တွေအပြင်ကို ပုံမှန်ဥပမာကိုကအိမ်တစ်ခုကိုသွားလိုက်မယ်အမအမတငယ်ချင်းသွားလိုက်မယ်ဒါမှမဟုတ်အမမိစေလူကြီးတယောက်အိမ်သွားလိုက်မယ်ဆိုလဲပန်းလေးကတော့အနည်းဆုံးယူသွားရပြီဒါရင်ချင်းမှုတစ်ခုလို့ဖြစ်နေရပေါ့နော်ဒါကြောင့်မို့လဲနေရာတကာမှာပန်းတွေ shopping center တော်တော်များများပန်းတွေရောင်းကြရပေါ့နော်ပန်းနဲ့အလှဆင်ရတာတို့ကကြိုက်တယ်အခုဆိုလဲကြီးကြီး လိုက်ပါအောင်ကောင်းကင်ပေါ်မှာစတိန်လေးလို့ပြီးတိန်လေးပေါ်မှာပန်းလေးလှုပ်ထားတယ်ပေါ့နော်အဲ့အဲ့ရဝင်သွားလိုက်အရန်ကိုမှွေးပြီးအရန်ကိုသဘောချဖို့ကောင်းတယ်ပေါ့နော်အဲ့နေရအမတယောက်တည်းသွားတာဆိုတော့အမောက်တက်ဖို့ရိုက်ပေးမဲ့လူလည်းမရှိဘူးဗီဒီယိုရိုက်ပေးမဲ့လူလည်းမရှိဘူးအမတယောက်တည်းကောက်ကိုဗီဒီယိုရိုက်တက်ဖို့နေရိုက်တယ်ရိုက်ရတာပေါ့နော်အဲ့နေရအမှန်တော့အမကဒီပန်းအလှဟို decoration လုပ်ထားတဲ့ဟာကိုတွက်ကြည့်ရတော့မဟုတ်ပါဘူး အာအဓိကတော့အမအဲ့ဒီက Lancome မှာသူတို့က cosmetic ကို free ပြင်ပေးတာပေါ့နော်ဒီ cosmetic နဲ့ပတ်သက်တဲ့ skin care ဆို skin care နဲ့ပတ်သက်တဲ့ဟာကိုသူတို့ကအာ free လုပ်ပေး activity တခုရှိနေရယ်ပေါ့နော်ဆိုတော့ဥမာ skin care ကိုဘယ်လိုလိမ့်ရလဲဆိုတဲ့ဟာတွေဒီ educate လုပ်တဲ့ဟာမျိုးတွေအဲနောက်တစ်ခုကဒီ cosmetic လိမ့်မယ်ဆိုတော့သူတို့လိမ့်ပေးဒီ makeup လိမ့်ပေးတာမျိုးတွေဒါမျိုးတွေသူတို့လုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒီကအမကအာ register လုပ်ပြီးတော့ Google Run သွားပြီးတော့ try ကြည့်ရပါတော့နော်ဆိုတော့အရန်မိုက်တယ်အဲ့ဒါနဲ့တိုက်ဆိုင်ဆိုင်ပဲဒီပန်းပွဲနဲ့တော့တွေ့ နေတော့အမတွေအာ double lucky ဖြစ်သွားတာပေါ့နော်နှစ်ခုလုံးကြီးဟိုကိုတွေကိုရကျင်တာလေးကိုလှုပ်ချင်တာလေးလှုပ်ဖြစ်သွားတယ်အခုလိုမျိုး decoration လှလာလေးလည်းအမချီခွင့်ရသွားတဲ့အတွက်အမတွေကတော့ huge ပါပဲကဲအမတူတူလိုက်ကြည့်ပေးအောင်နော် အပြင်မှာတော်တော်လေးလှရဲဟိုပန်းနေတဲ့ decoration လုပ်ထားအရန်မှိုက်တယ်ဗောနော်ပန်းအစစ်တွေနဲ့လုပ်ထားလူတော်တော်များလည်းအမှထပုံလာရိုက်ကြိုက်တယ်ပန်းအစစ်တွေကလည်းဒီနိုင်ငံမှာပေါက်တဲ့ဒီအဝိုင်အောင်ပန်းလေးဆိုအမှအရန်သဘောကျတဲ့ပန်းလေးတွေမှာပါတယ်မြောင်းတော့အဖြစ်ခြံဝင်းနေရဲ့အပြင်မှာပေါက်နေကြတာများတယ်ဗောနော်ဆိုတော့ဒီနှစ်တရာပန်းနေလို့ဟာမျိုးတွေနောက်ပြီးကျူလစ်တွေအာအရန်အောင်လှပဲကျူလစ်ဆိုလဲချိုကလက်ရဲ့နေရာမှာဗောနော်ပြီးတော့ပန်းအနံ့မျိုးစုံနဲ့ဆိုတော့မေစီတွေမှာအရန်အောင်မှိုက်တယ်ပြီးတော့မေစီတွေမှာအမှသဘောကျတဲ့ဟာလေးတစ်ခုရှိပါတယ်ဒီဒီဒက်လေကာကြီးပဲကြည့်ပါဘယ်ခုနှစ်ကဆ ောက်ထားလဲဆိုတာတွေးကြည့်ကြည့်လို့ရတယ်ပေါ့နော်မှန်းစားကြည့်လို့ရတယ်ဟိုနှစ်ပေါင်းတော်တော်ကြာတဲ့ဒီမေစီကရှိနေရပေါ့နော်အမကဒီနိုင်ငံမှာတစ်ခုချိန်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကလုပ်ငန်းတွေက နှစ်ပေါင်းကြာရှည်စွာရည်တည်နိုင်တာပါပဲအဲ့ဒါဘာလို့လဲဆိုတော့များသောအားဖြင့်ကတော့ company တွေရဲ့ corporate public company တွေဖြစ်တဲ့အကုန်လုံး share နဲ့လှုပ်လှုပ်ကြတော့ဒီ generation တစ်ဆက်ပြတ်သွားလဲနောက် generation ကတော့သူဆက်ပြီး run နေနိုင်တယ်ပေါ့နော်အဲ့ဒါတော့အမှအရန်သဘောကျပါတယ်ပြီးတော့ဒီ museum မှာထုံးအတိုင်းပဲအမှက interior design တွေကြိုက်တဲ့လူ integration တွေတက်တဲ့လူနှစ်သက်တဲ့လူဖြစ်တဲ့အတွက်အမြဲမရောက်မနေမတော်မဖြစ်သွားတဲ့နေရာရှိပါတယ်အဲ့ဒါကတော့ home decoration နေရာပါပဲဟုတ်ပါတယ်အခုလို sofa တွေရှိတဲ့နေရာမျိုးတွေနောက်ပြီးတော့ furniture တွေရှိတဲ့နေရာမျိုးတွေအဲနောက်ပြီး ော့ interior design တွေကို သူလုပ်ပြထားတဲ့ဟာမျိုးတွေဆိုရင်ဒါ Emma ရဲ့တကယ်ကို crazy place ပေါ့နော် Emma အဲ့နေရာကိုရောက်ရင်တကယ်အရန်ကိုသဘောကျတယ်အရန်ကိုနှစ်သက်သက်ဘလို decoration တွေလုပ်ထားတာလဲဘလို furniture တွေသုံးထားတာလဲ bed ဘလို material တွေသုံးထားတာလဲဒါတွေကိုကြည့်ရတာ Emma အတွက်ဘာနဲ့မှပြောလို့မရဘူးဘာနဲ့မှလဲလို့မရတဲ့ treasure တစ်ခုပဲပေါ့နော် Emma အရန်သဘောကျတယ်အရန်နှစ်သက်တယ်ပေါ့နော် ဒီနိုင်ငံမှာကတော့ furniture တွေကတော့များသောအဖြစ်ကတရုတ်ပြည်ကတွင်းတာတွေပဲများပါတယ်အဲပြီးတော့နောက်တစ်ခုကဈေးရမ်းကြည့်ပေါ့အခုလိုမေစီမရောင်းတဲ့ပစ္စည်းတွေဆိုဈေးတော်တော်ကြီးရယ်ဒေါ်လာ1000ဝန်းကျင်လောက်မှရှိတဲ့ပစ္စည်းတွေပဲဒါပေမဲ့အမှားတို့တိုင်ပြည်ကျွန်းတော့တော့ဘယ်မှမကောင်းဘူးပေါ့နော်အများသောအားဖြင့်ကြိတ်သားတွေများရယ် အာအမတော့အရင်ကြိုက်တဲ့ထဲမှာမပါဘူးအမက luxury furniture ကိုကြိုက်တာတဲ့အမ rustic style ကိုကြိုက်တယ် industry style ကိုကြိုက်တယ်လို့ဖြစ်တယ် recycle ကိုကြိုက်တဲ့လူဖြစ်တဲ့အတွက်အမတော့ဒီဟာတွေကဟိုဘယ်လိုပြောမလဲလေးလာစရာတစ်ခုနေတယ်ပဲအမလေးလာဖြစ်တာပေါ့နော်ဒါပေမဲ့အမအရင်ကြိုက်တဲ့ထဲမှာတော့မပါပါဘူးကဲပန်းတွေကအခုဒါကတော့သူတို့အပေါ်မှာအဲ့ဒီကအမသေချာအဲလန်ကွန်းထနေအမသေချာတော့မမှတ်မိတော့ဘူး ဟုတ်မှထင်တယ်လန်ကွန်ဒီယောလာလန်ကွန်လာတော့မသိဘူးအဲ့နေကတော့ရေမွှေးကိုဒီဒီကောင်တာရဲ့ဒီမေစီကောင်တာရဲ့အပေါ်တဲ့ကလေးမှာပန်းနေ decoration လုပ်ပြီးတော့သူတို့ကဒီဟိုဟုတ်လေဒီယောပေါ့အာဟိုဥစားဒီရေမွှေးလေးပေါ့နော်သူတို့ရေမွှေးကြော်ညာနေတဲ့ဟာလေးတွေကို sample လေးတွေပေးနေတာပေါ့နော်အဲ့နေက queue တဲ့လူလည်းအရန်များတော့ amago တော့တိတ်မသွားဖြစ်တော့ဘူးပြီးတော့သူတို့ product တွေရဲ့အကြောင်းတွေရေးထားတာပေါ့နော်ဆိုတော့မိုက်ပါတယ်တကယ်လို့ကိုက အာအမကအောက်ကုန်းရင်းသမားဖြစ်တော့အခုလိုမျိုးသွားနေရတာလာနေရတော့အရန်ပြော်တယ် travel သမားလည်းဖြစ်တော့ခီးသွားတာကိုကြိုက်တယ်အခုလိုအောက်ကုန်းရင်းလျှောက်သွားပြီးလျှောက်လေလာနေရတာကိုကြိုက်တယ်ပေါ့နော်လူဘဝဆိုတာအာ တော်တော်လေးပါဘဝဆိုတော်တော်လေးပါဒါကြောင့်မို့လို့ကိုပျော်ရွှင်တဲ့အရာကိုကိုလှုပ်ရင်းနဲ့ပျော်ရွှင်မှုတွေအများကြီးပိုင်ဆိုင်ပါစေလို့ဆုတောင်းပါတယ်အမ္ပဗီဒီယိုကြိုက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ဖို့မပေးပါနဲ့တကယ်လို့အခုလိုမျိုးပွဲလေးတွေသွားဖြစ်တယ်ဆိုရင်လည်းအမအကို comment လေးမှာဝင်ရေးပေးခဲ့ပါဦးအမကိုရယ်နဲ့လေးလာချင်ပါတယ်နောက်ပြီးတော့ code state ထဲမှာဘယ်နေရာကြီးကပြောဖို့ကောင်းလဲဘယ်နေရာလေးလာလို့ဖို့ကောင်းလဲဆိုတဲ့ဟာကိုလည်းအမအကိုပြောခဲ့ပေးပါအောင်ပေါ့နော်အမကိုရယ်လည်းသွားချင်တာမို့လို့ပါ okay အမတို့နောက်ဗီဒီယိုမှာထွက်တင်ကြပါမယ်အခုလိုအမဗီဒီယိုလေးတွေကိုစတင်သက်ပြီးတော့ like လန်ချစ်ရှုပေးရတဲ့အတွက် custom အာ customer မဟုတ် sorry ပါအကုန်လုံးကိုကျေးဇူးတင်ပါတယ် MI ရဲ့ subscriber တွေ follower တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ Okay. အမမတို့နောက်ဗီဒီယိုမှာထပ်တွေ့ကြပါတော့။ Bye bye.